အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အပြောင်းအရွှေ့ကနေပြီးတော့ပြန်လည် review လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့အစည်းအဝေးကနေပြီးတော့အခုလက်ရှိဒီနေ့ညပြောသွားမှာတော့ Chelsea ပေါ့နော်အဲ့တော့ဒါကျွန်တော်ည9:00 အကြောင်းဆိုရင်တော့ဒါ Chelsea အကြောင်းလို့တော့ပြောလို့ရမယ်ထဲမှာပါအဲ့တော့ဒါ Chelsea ရဲ့ transfer news တွေထဲမှာတော်တော်လေးကိုအားရစရာကောင်းတဲ့ transfer news လေးတစ်ခုပါတယ်အဲ့ရနဲ့ပတ်သက်ပြီးကျွန်တော် Chelsea ရဲ့အပြောင်းရွှေ့အကြောင်းလေးကိုနည်းနည်းလေးဒါကျွန်တော်တို့ပြပြသွားခြင်းနဲ့ဘောနော်အဲ့တော့ Chelsea တင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့ club world cup မှာဒါကျွန်တော်တို့အဲ့ပေါ့ဒီနေ့မနက်စောပိုင်းမှာ LAFC ကိုဒါနောက်ကိုပြနိုင်သွားခဲ့ပြီးတော့နောက်ပိုင်းမှာ Chelsea တင်းနဲ့ပြိုင်သက်တွေကြားထဲမှာသူတို့အနေနဲ့ left wing ကကောင်းကောင်းတယောက်လူနေစဲဖြစ်တဲ့ဆိုတဲ့ဒါသတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒါ Chelsea တင်းနဲ့အခုလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါသတင်းကောင်းတစ်ခုပြောရမယ်ဆိုရင်တော့ Chelsea အသင်းအနေနဲ့ င်တာကလပ်ဝေါ်ကပ်အပြောင်းရွှေ့ကန်နေတော့ညာလေသူတို့အနေနဲ့ဂျီမီဂစ်တင်စ်ရဲ့အပြောင်းရွှေ့ကိုချက်စီအတင်ကဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရတယ်မှာပါအဲ့တော့ဂျီမီဂစ်တင်စ်ကိုခုလက်ရှိဒီဂျားထဲမှာဒါတခြားသောအသင်းအနေနဲ့ဒါကောလာဟာလာဆဆန်အသင်းအနေနဲ့ဒါကျွန်တော်ကန်းလန်းထားခဲ့တာတွေရှိတယ်ဒါပေမဲ့ဖာဗီဂျီရူမာနိုရဲ့အဆိုအရဒါ DJ1 ဖြစ်သွားပြီပေါ့နော်အဲ့တော့ချက်စီအသင်းကိုပဲဒါကစားသမားကရွေးချယ်ထားပြီးဖြစ်ပြီးတော့ဒါချက်စီအသင်းနဲ့ဒါသူ့အနေနဲ့ဒါကျွန်တော်တို့ မကြခင်မှာဒီကစားသမားအတွက်ဒါတတိယမြောက်ကန့်လန့်မှုပုံစံမျိုး ਨੇ ကန့်လန့်မယ်လို့လက်ရှိမှာဒါဂျမီဂစ်ဒစ်စအနေနဲ့ယုံကြည်နေအဲ့တော့ဒါတိကျလိမ့်မယ်ချက်စီးတင်နေတာပထမဆုံးကန့်လန့်မှုဖြစ်တဲ့35တန်းနဲ့ချက်စီးတင်ကန့်လန့်တဲ့ကစားဘူလူရှာဒေါ်မွန်နဲ့ဒါညင်ပယ်ခဲ့ပြီးတော့အပြောင်းရွှေ့ရဒါကျွန်တော်ပထမအကြော့နောက်ပထမပထမအကြော့နောက်ဆုံးနေ့မှာဒါချက်စီးအသင်းနေနဲ့ဒါကျွန်တော်တို့ယူရိုတန်း90နဲ့တရံဝင်ကန့်လန့်ခဲ့ပြီးရတဲ့ဘက်မှာအဲ့ဒီနေ့မှာဒါကျွန်တော်ညင်ပယ်ခံရတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာချက်စီးတင်နေတဲ့တတိယမြောက်ကန့်လန့်မှုကိုတော့မလုပ်ခဲ့ပေနဲ့အခုလက်ရှိမှာကလပ်ဘောကကိုရှင်းပြနေတာဖြစ်အဲ့တော့ဒါချက်စီးတင်နေအခုလက်ရှိမှာကလပ်ဘောကအတွင်းမှာ တို့အနေနဲ့အလုပ်လုပ်လို့ရတယ်ဒါတရားဝင်တော့ဒီ club world cup မှာ register လုပ်လို့မရဘူးသိရတယ်အဲ့တော့ဒါ club world cup နှမဒါ chelsea အသင်းနဲ့ဒါကစားသမားခေါ်ယူရတဲ့တော့ shot အလုပ်တွေလုဆောင်နေရတယ်မှာပါတယ်သူများရဲ့အသင်းလာတော့အတန်မကျဘူးဒါပေမဲ့အလုပ်တွေလုပ်နေတယ်ဆိုတာတော့100% sure ဖြစ်တယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့ chelsea အသင်းကခုလက်ရှိ left wing ကစားသမားနေရာအတွက်တော့သူတို့အနေနဲ့ jimmy gittins ကိုပဲဆက်လက်ပြီးနေရာပေးဖို့တဲ့စီစဉ်နေတယ် chelsea အသင်းကခုလက်ရှိမှာ borussia dortmund လိုချင်တဲ့ euro 65သန်းတော့ပေးဖို့လုံးဝအစီအစဉ်မရှိဘူးသူတို့အနေနဲ့အကယ်၍တတိယမြောက်ကမ်းလှမ်းမှုလုပ်ခဲ့မယ်ဆိုတော့အခုလက်ရှိရှည်ရင်းစွဲကမ်းလှမ်းမှုဖြစ်တဲ့ euro 350 ုံမှာ5သန်းလောက်ပိုထည့်ပြီးတော့ structure ပြောင်းပြီးပုံစံမျိုးနဲ့ကန့်လန့်မှုတွေရှိတယ်။ဒါပေမဲ့အဓိကချက်စီးစင်းတတိယမြောက်ကန့်လန့်မှုလှုပ်ဆောင်မယ်ဆိုတော့လေကစားသမားကိုဒါချက်စီးစင်းတော်တော်လေးကိုသဘောကျလို့ဆောင်အောင်ဖြစ်တယ်။ပြောချင်တာဘိုရီချာဒေါ်မွန်စောက်ချိုးမပြီးတာမှတ်ပြီးမဲ့ဂျေမီဂစ်ဒင်းစ်ကိုချက်စီးအသင်းနေတာကစားသမားကိုတိုင်ကလည်းချက်စီးအသင်းမှာချက်စီးအသင်းဖြစ်နေပြီးတော့အခုလက်ရှိဒါတခြားသောကန့်လန့်မှုတွေကိုကစားသမားနဲ့တရားဝင်စကားတော်မပြောမနဲ့ချက်စီးအသင်းရဲ့ကန့်လန့်မှုကိုဒါခေါင်းထဲမှာရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့တောက်လျှောက်တွေ့နေကြရတာဖြစ်တယ်။အဲ့တော့ချက်စီးအသင်းဘက်ကလည်းရှင်းတယ်အခုလက်ရှိမှာဒါ left wing ကစားသမားတွေထဲမှာဒါ market ထဲမှာသူ့နေတခြားသောကစားသမားတွေ စိတ်ဝင်စားနေရဆိုတဲ့သတင်းတွေရှိခဲ့ပေမဲ့သူတို့နဲ့ဂျမီဂစ်တင်စ်ကိုဒါအဓိကခေါ်ယူသွားဖို့တဲ့ဆက်လက်ပြီးပြင်ဆင်နေဖြစ်တယ်ဆိုပြီးဖာဘီဂျိုရိုမာနိုကဒီနေ့ကျွန်တော်မြန်မာစံတော်ချိန်ညဘက်မှာတရားဝင် confirm လုပ်သွားခဲ့တယ်တွေ့ရမယ်အဲ့တော့ချက်စစ်သေးတဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ သူတို့စိတ်ဝင်စားခဲ့ပြီးတဲ့နီကိုဝီလီယမ်ကိုလည်းအခုလက်ရှိမှာလက်လျှော့လိုက်ပြီ။ဘာကြောင့်လဲဆိုတော့နီကိုဝီလီယမ်ကိုတိုင်ကအခုလက်ရှိမှာဘာစနပ်ပြောင်းဖို့အတွက်အဓိကလှုပ်ဆောင်နေတာဖြစ်ပြီးတော့ချက်စီတင်းနဲ့သူ့သင်းကိုမလာခြင်းနဲ့ကစားသမားကိုဆက်လက်ပြီးခေါ်ယူဖို့အတွက်အစီအစဉ်မရှိတဲ့ကြောင့်နီကိုဝီလီယမ်ရဲ့အပြောင်းရွှေ့မှာလည်းချက်စီတင်းနဲ့လက်လျှော့လိုက်ပြီးဖြစ်တယ်။အဲ့တော့ချက်စီတင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တတိယမြောက်ချင်းဂျီမီဂစ်တင်စီကိုဒါကျွန်တော်တရဝင်းကန်လန်မာလာကန်လန်မာမလုပ်ဘူးလားဆိုတော့ကျွန်တော်တော့စောင့်ကြည့်ရမယ်။ဒါပေမဲ့ကစားသမားဘက်ကတော့ချက်စီကိုဒါလုံးဝကိုမျောနေတယ်လို့ပြောလို့ရမယ်အခက်ခဏတစ်ခုပါပဲ။အဲ့ချက်စီတင်းနဲ့အခုလက်ရှိဒါကျွန်တော်တို့လက်ဖွဲအကြောင်းနဲ့ဆက်ဆက်ပြီးပြောရမှာပေါ့နော်ဂျီမီဂစ်တင် ိုတတရားမြောက်ကမ်းလှမ်းမှုမလုတ်ခင်စက်ကြားလေးမှာတော့ဒါလက်ရှိဒါကျွန်တော်တို့ League 1ရဲ့ဒါကျွန်တော်လူငယ်ကစားသမားလေးကို Chelsea တင်နေတယ်အခုလက်ရှိမှာခေါ်ယူဖို့အတွက်တော်တော်လေးကို hit ထနေတယ်အဲကစားသမားလေးကလက်ရှိမှာဒါ Chelsea တင်မှာနာမည်ကြီးနော်ဟိုနောက် last name နာမည်ကြီးတဲ့ကစားသမားရဲ့တယောက်ဖြစ်တဲ့ Fofana ဆိုတဲ့နာမည်ပေါ့အဲ့တော့လက်ရှိမှာဒါ Chelsea ပြည်သက်တွေကငါတို့က Fofana ရဲ့တအားခေါ်တယ်ပေါ့နော် Fofana တို့စားတို့တအားခေါ်တဲ့တင်ပေါ့အဲ့တော့လက်ရှိမှာ Fofana တကယ်လည်းပြောစရာရှိခဲ့တယ်ဒါကျွန်တော် Detro Fofana ဒါကျွန်တော် Wesley Fofana အခုလက်ရှိမှာဒါကျွန်တော် Fofana နာမည်ကတော့ Malik Fofana လို့သိရတယ်မှာပါပါတယ်သူက လက်ရှိမှာကျွန်တော်ဘယ်လ်ဂျီယမ်သားဖြစ်ပြီးလက်ရှိကျွန်တော်တီးတလောက်ကလာယိုမှာစောင့်နေတယ်လို့ပြောလို့ရတယ်မပါတယ်ဒီကစားသမားလက်ရှိမှာတော်တော့ဒါဖုတ်ဘောမန်နေဂျာတွေဒါစော့ပြီးတဲ့လူတွေတက်တကယ်ရဲ့ပြောတဲ့လူတွေကြမှာဆိုရင်တော့မာလစ်ကတော်တော်လေးကိုနာမည်ကြီးတဲ့ဒါချာတီတယောက်လို့ပြောလို့ရတယ်အဲ့တော့ဒီကစားသမားကတော့ဒါ left wing ကစားသမားနေရာမှာစော့တယ် left mid ကစားသမားနေရာမှာစော့တယ်လူအဲ့တော့ဒါ right wing ထိထွက်စော့တဲ့ပုံစံမျိုးကိုလေသူ့နေရာဖန်ရံကဆိုဒါပေမဲ့ တော်တော်လေးကို impressive ဖြစ်စရာကောင်းတာကစားသမားနဲ့ခုလက်ရှိမှာ29ပွဲပွဲထုတ်ထားတယ်။ဒါကျွန်တော်5ကိုတွင်းထားတဲ့လီဂိုဖန်တီးထားတယ်။ဒါလီဝမ်းမှာပေါ့နော်။အဲ့တော့29ပွဲမှာဒါကျွန်တော်မာလစ်ကနေနဲ့49ရာခိုင်နှုန်းသာဒါ starting lineup အနေနဲ့ပါခဲ့ပြီးတော့ချက်နဲ့53ရာခိုင်နှုန်းမှာအရန်အနီထားနေတာပါပြီးပွဲထုတ်ခဲ့။အဲ့တော့ပြောချင်တာလားကျွန်တော်လက်ရှိမှာ မာလစ်ကနေနဲ့မိနစ်60မှာ52ရာခိုင်နှုန်းလောက်ပဲသူအနေနဲ့ပါဝင်ပါအဲ့ပြောချင်တာကမိနစ်45မိနစ်မိနစ်50ကြားနဲ့တပွဲမှာပြန်ပြပါဝင်ပြီးတော့တကယ်တမ်းပြန်တွက်ကြည့်မယ်ဆိုရင်တော့မာလစ်အနေနဲ့ဒါတော်တော်လေးကိုဒါသူ့အချိန်နဲ့သူ့ရဲ့ပါမိနစ်နဲ့ပြန်တွက်လိုက်မယ်ဆိုမာလစ်ရဲ့ဒါကျွန်တော်လက်ရှိဆွဲဆောင်ရတော်တော်လေးကိုမိုက်တယ်ပြီးတော့အသက်ရွယ်ပိုင်းနဲ့ပြောမှလည်းလက်ရှိမှာမာလစ်က2005ခုနှစ်ဖွားဖြစ်တဲ့အသက်20သာရှိတဲ့ကြောင့်ဒါ Chelsea အကြိုက်ပုံစံမျိုးဒါ potential upbringing ကစားသမားတစ်ယောက်လည်းဖြစ်တယ်လို့ဆိုလို့ရမယ်ဒီမှာပါအဲ့တော့ဒီကစားသမားကဒါကျွန်တော်တို့ ယူရိုပါလိမှာလည်းဒါကျွန်တော်ခြေဆွာခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေ့ခဲ့ရမယ်။ဆယ်ပွဲကစားခဲ့ပြီး6-9တောင်သွင်းခဲ့ပြီးတော့နှစ်ဂိုးဖန်တီးထားခဲ့တယ်။ဒါကျွန်တော်တို့ Coupe de France မှာတော့ဒါနှစ်ပွဲပါဝင်ကစားပြီးဒါဂိုးလည်းမသွင်းခဲ့ဘူးဒါ assess လာ။ဘယ်လိုပြောချာတိတ်နေတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ အလုံးပေါင်းဒါကျွန်တော်တို့ဂိုးပါဝင်ပတ်သက်မှုကိုဒီဒေးရပြန်ကြည့်မယ်ဆိုရင်တော့ဒါတတော်လေးကိုမိုက်တယ်လို့ပြောလို့ရတယ်ဒါမှဘာခုနပြောတာပြန်ကြည့်မယ်ဒါလီဝမ်ရဲ့ဒါကျွန်တော်တို့အဲယူရိုပါလိနှစ်ခုပေါင်းရင်ကစားသမားကအလုံးပေါင်း17ဂိုးသွင်းထားတယ်အလုံးပေါင်း6ဂိုးပန်ကျွန်တော်တို့ဒါ6ဂိုးဖန်တီးထားတယ်အဲ့တော့ပြန်ကြည့်ရဆိုရင်တော့ကစားသမားနဲ့အသက်20အရွယ်မှာအခုလက်ရှိမှာဒါကျွန်တော်တို့ အေးပေါ့ဆက်ရှိဂိုးပါဝင်ပတ်သက်မှုရှိတယ်ဆိုတာကသူ့နေတာကျွန်တော်မိနစ်အပြည့်ပွဲထွက်ရတာမဟုတ်ပဲသူ့နေအရန်ပုံစံမျိုးပွဲထွက်တောင်းတော့ဒီလောက်တိခြေစွမ်းပြထားတယ်ဆိုတော့မစိုးဘူးလို့ပြောလို့ရတယ်ပေါ့ဒါကကျွန်တော်နံပါတ်တွေကြီးကျွန်တော်တော့မမြင်ဘူးအဲ့တော့ဒါလက်ရှိမှာတက်တီကိုတွေဂျားထဲမှာလိုင်ယွန်ပြိတက်တွေဂျားထဲမှာဒီကစားသမားကိုလိုင်ယွန်ပြိတက်တွေကမရောမှုအထိကိုတိုက်တွန်းနေရတော့ဒါပေမဲ့လက်ရှိမှာလိုင်ယွန်ကတီးကြတယ်ဒါပေမဲ့ပတ်စံလူနေတဲ့ကလပ်အသင်းပြီးပြီးချက်စီကအသင်းကတော့လက်ရှိမှာဒီကစားသမားအတွက်ယူရို30နဲ့40ကျတယ်ပေးမယ်ဆိုရင်တော့လိုင်ယွန်အနေနဲ့ရောင်းချသွားဖို့အတွက်စဉ်းစားနေရဆိုတဲ့တင်းဒီတော့ရှောက်ထွက်ပေါ်နေခဲ့တယ်မာလစ်ဖူဖ ဖာနာကိုချက်စီတင်ကလက်ရှိမှာ top priority နဲ့လက်ရှိမှာစဉ်းစားနေတယ်။ဒီကစားသမားကိုလက်ရှိမှာတခြားသောအသင်းတွေလက်ရှိမှာစိတ်ဝင်စားခြင်းတော့မရှိဘူး။ချက်စီတင်တဲ့တင်းတွေသာရှိတယ်။ဒါပေမဲ့အခုလက်ရှိ market ဆိုတော့ပြောလို့မရတာတိတ်စိတ်စိတ်ဝင်စားတိတ်စိတ်လှုပ်ရှားနေရလို့လည်းအများကြီးရှိတယ်။ဒါပေမဲ့ပြန်စဉ်းစားကြည့်အောင်အခုလက်ရှိမဟုတ်နာဘောသူပဲသူရဲ့လက်ရှိ performance wise ရဆိုဒီကစားသမားတော်တော်ကြီးကိုအဆင်ပြေပြီးတော်တော်ကြီးကိုကောင်းတဲ့ကစားသမားတစ်ယောက်ဆိုတော့လုံးဝငင်းစရာမလိုဘူးအတော့ရအဖြစ်လည်း20ပဲရှိသေး Chelsea တင်းနဲ့လူအပ်တဲ့ left wing နေရာမှာအဲ့ကဲ Jimmy Giddens ခေါ်ခဲ့မယ်ဆိုတော့အရန်ကစားသမားတစ်ယောက်အနေနဲ့တော်တော်လေးကိုအားကိုးလို့ရမယ် Oh bon. ချဲစစ်တဲ့နေခုလက်ရှိလာမယ့်ရာသီမှာလည်းဒါချန်ပီယံလိဝင်ထားကြအောင်လက်ဝင်းနေရာမှာနှစ်ယောက်လောက်ရှိရင်တော့ပိုကောင်းတယ်ဗျာအမှန်တိုင်းပြန်တော့ကျွန်တော်နည်းနည်းလေးလွယ်တဲ့အပိုးနဲ့တို့ပါတွေ့မယ်ဆိုတော့မာလစ်ဖူဖာနာဒါပေမဲ့ဒီနေရာမှာတိုင်ရစ်ဂျော့ရှ်တို့ပါလို့ရှိရကြအောင်ဒါချက်စစ်တဲ့တန်း30 40ဆိုတဲ့ပတ်စံကြားမှာပေးပါမလားဒါဒီကိုကျွန်တော်ချက်လို့ဆိုဒါပေမဲ့ချက်စစ်တဲ့ကလူငယ်တွေဝဲနေမှာဘက်တော့မှလက်မနေပဲနဲ့ငွေမြတ်များဆဆသုံးတယ်အတူတူဖြစ်တဲ့ကြောင့်ဒါဟာကျွန်တော်အနေနဲ့တော်တော်လေးကိုစောင့်ကြည့်ရမယ်အပြောင်းရွှေ့တစ်ခုလို့တော့ကျွန်တော်အနေနဲ့ပုတ်ကူရေးရမြင်နေချက်စစ်တဲ့အခုလက်ရှိမှာဒါကျွန်တော်ဂိုးသမားခေါ်ယူရေးတော့လဲဆက်လက်ပြီးတော့စူးစမ်းနေတယ်လို့သိရတဲ့မှာပါတယ် တို့ပေမဲ့တော့ညာလေလက်ရှိမှာအန်ဇိုမိုရက်စ်ကနဲ့ဒါကျွန်တော်တော့ဘူလီတို့အုပ်စုအနေနဲ့ရောဘတ်ဆန်ချက်စ်ကိုတော့ဒီနှစ်မှာဒါအကယ်၍အသင်းမှာဆက်ထားဖြစ်မယ်ဆိုရင်တော့မှအရန်ကစားသမားပုံမြန်မျိုးနဲ့အသင်းမှာဆက်ထားဖို့တဲ့စီဇန်သွားမျိုးသိရတယ်အဲ့တော့ရောဘတ်ဆန်ချက်စ်နဲ့ပက်ထရိုဗစ်နဲ့ဂျားထဲမှာချက်စီအသင်းဘက်ကပက်ထရိုဗစ်ကိုရောင်းမယ်ဆိုရင်ပတ်စံပို့ရမယ်အတွက်ကြောင့်မလို့ပက်ထရိုဗစ်ကိုရောင်းပြီးတော့ရောဘတ်ဆန်ချက်စ်ကိုအရန်ထားမယ်သူတို့အနေနဲ့နံပါတ်၁ဂူသမားကိုပြန်ရှာဖို့အတွက် market ထဲကိုပြန်ဝင်မယ်လို့လည်းသိရတယ်တမပါတယ်အဲ့တော့ချက်စီအသင်းနဲ့မိုက်မက်ညန်းကိုပြန်လိုက်မှလားမလိုက်ဘူးလားဆိုတဲ့သတင်းကိုကျွန်တော်နေအတိအကျမသိရသေးဘူးဒါပေမဲ့ကြားဖို့ရဆိုတော့မိုက် Mike Maignan ကို Chelsea အသင်းက100%လက်လျှော့တဲ့တင်းတော်မဟုတ်သေးဘူး။ဘာကြောင့်လဲဆိုတော့ Chelsea အသင်းကခုလက်ရှိမှာ Cup ဘောကတ်နဲ့တရားဝင်ကန်နေပြီဖြစ်တဲ့အကြောင်း Mike Maignan ကိုအကယ်၍သာ AC Milan စီကိုဒါနောက်တစ်ချိန်ပုံစံမျိုးကမ်းလှမ်းဖြစ်ခဲ့မယ်ဆိုရင် Chelsea ဘက်ကဟို AC Milan ဘက်ကနေပြီးတော့လက်ခံသွားနိုင်မလားဒါမျိုးတွေကျွန်တော်ချက်တော့စောင့်ကြအဲ့တော့လက်ရှိမှာ Chelsea အသင်းနေတဲ့အခုလက်ရှိနောက်ဆုံး update အရဆိုတော့ Guduma နေရာအတွက်တော့ Chelsea အသင်းကဒါ James Trafford ကိုတစ်ချက်တော့စောင့်ကြည့်နေတယ် Burnley ရဲ့ Guduma ပေါ့နော်အဲ့တော့လက်ရှိမှာဒီကစားသမားကိုစောင့်ကြည့်နေတယ်ဈေးကြီးကြီး Guduma ရဲ့ထဲမှာ Chelsea အသင်းကအခုလက်ရှိမှာ tap in တောက်လျှောက်လုပ်နေတာကတော့ Diego Costa ဖြစ်တယ် Diego Costa ကို Chelsea အသင်းကဒါကျွန်တော်တို့ Manchester City အသင်းနဲ့အပြိုင် Manchester City ကသူတို့ရဲ့အဓိကတတိုက်ကို Guduma ဖြစ်တဲ့ Ederson ကိုဆုတ်ရှုတ်ရနိုင်တဲ့ကြောင့်သူတို့နဲ့ Diego Costa ကိုခေါ်ယူဖို့တောက်လျှောက်စိတ်ဝင်စားနေတယ်မှာပါပါတယ်အဲ့တော့ Chelsea ီသင်ကလက်ရှိမှာကလပ်ဝေါကတ်ကန်နေတော်ညာလေအပြောင်းရွှေ့မှာလဲဒေါရှောက်လှူရှားနေတဲ့သင်တသင်ဖြစ်တယ်ဂျီမီဂင်းနစ်ကတတိယမြောက်ကန်လက်မှုမကြခင်လုံမယ်လို့လက်တာကောလာဟာလာရတယ်ဒါပေမဲ့တတိယဝန်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ချက်စီသင်ရဲ့အပြောင်းရွှေ့ကဒါကျွန်တော်ငိန်တော့ငိန်နေမဲ့တွားပြီးရက်နေတယ်လို့တွားမှတ်လို့မရတဲ့အပြောင်းရွှေ့တစ်ခုပဲလို့ကျွန်တော်အနေနဲ့ပုံကိုရေးရပြောပြရစီဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုရင် TV4 Youth တို့မှာကျင်းလို့ဆိုတော့ပါဝင်ကူညီလို့ရပါတယ်များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်ကကွန်မန့်တွေထဲမှာလေ Youth Sport Media 3.0ဆိုရင် ဒီ before you ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးလဲ clip ဖို့မမေ့ကြပါနဲ့ဗျများများ clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုတင်ပါတယ်ကျွန်တော်တော့ကုန်ပြောင်းဗျဒေးပါဗျ